ငလင်လှုပ်တော့မယ်ဆိုတဲ့အချိန်မှာလှုပ်မှတိုက်ပွားဆင်းလို့မရဘူးလေနော်အဲ့တော့တို့ကအစိုးရတဲ့ကအပြင်ထွက်ရတော့အဲ့မှာနေဆိုရင်ပူပန်မှုစိတ်ပီစီမှုတွေကစနေပြီအဲ့တော့ခက်ခဲတဲ့ခါကျတော့အဲ့အလိုအခြေအနေတွေကိုကျွန်တော်တို့ကအရင်ဆုံးစပြီးတော့ရင်ဆိုင်ရတယ်ရင်ဆိုင်ရတာဖြစ်တဲ့အတွက်တို့တို့ကပထမဆုံးကျွန်တော်တို့ကလုတ်ပေးတဲ့နေကိစ္စကပါလဲဆိုတော့ဒီယုံကြည်ရတဲ့တဲ့အရင်မြစ်တွေကိုရွေးချယ်ပြီးတော့မှအဲ့တဲ့အရင်မြစ်တွေကိုပဲယုံကြည်ဖို့ပေါ့နော်အဲ့အမျိုးကပထမဆုံးအဲလုတ်တဲ့နေကိစ္စဖြစ်တယ်ပေါ့နော်ဒုတိယတစ်ခုကကြတော့ဒီ media literacy လို့ခေါ်တာပေါ့ဒီ media တဲ့ media တွေနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေအားနေတဲ့အခါမှာကျွန်တော်တို့ကဘယ်မီဒီယာကတော့ယုံကြည်ရတယ်ဘယ်မီဒီယာကတော့မယုံကြည်ရဘူးဆိုရဲခွဲခြမ်းစိတ်ဖြာမှုအားနေတဲ့အပေါ်မှာစိုးရိမ်ပူပန်မှုတွေစိတ်ပူပန်ရမှုတွေအပိုများတယ်ကျွန်တော်တို့ဒီမှာဆိုရှယ်မီဒီယာလို့ခေါ်တဲ့ဒီလူမှုကွန်ရက်ကိုထိချုပ်မှုအမြဲတမ်းအားနေအားနေတဲ့အခါကျတော့ဗဇက်ပြောတဲ့သတင်းတွေကိုလည်းတင်ကြတာပဲအဲ့လိုမျိုးမှာ follower တွေရမ်းများတဲ့လူတွေကဒီလိုဗဇက်ပြောတဲ့သတင်းတွေကိုအတိမပြုတ်နိုင်ပဲတင်လိုက်တဲ့အချိန်မှာလူလူရဲ့စိုးရိမ်ပူပန်မှုနဲ့ panic ကမတို့ဘယ်နေရာမှာသွားပြီးဒီသတင်းကိုအတိပြုတ်ရမလဲဆိုတဲ့အောက်တေချာမသိတဲ့အပေါ်မှာ ကြောက်ရွံ့စိတ်ကအရင်ဖြစ်တာပေါ့နော်